ပြီးသွားပြီเนาะအဲ့တော့အခုမှရှေ့ရဲ့အနောက်ကဲကိုအဲတစ်ချက်เนาะပြန်ရှင်းပြမယ်เนาะအဲ့ဆိုတော့ဒီနံပါတ်ကလေးတွေဟိုဟာလေးတွေလိုက်ပြန်လိုက်ထည့်ပြမယ်เนาะเนาะပြန်ပြောပြပေးမယ်အဲအမားတို့ပထမဆုံးစဆွဲမယ်ဆိုလို့ရှိလို့ရှင်အမားတို့ဒီဟိုပက်တန်ဆက်ကူပေါ်မှာပေါင်ဖက်လိုက်တယ်เนาะဒီကိုဒူးစီယံပေါင်ခတ်တယ်အပေါ်လိုင်းကိုဒူးစီယံပေါင်ခတ်တယ်ဖက်ပြည့်ကြလို့ရှိလို့ရှင်ဒီလိုင်းကိုအမားတို့ကနောက်အလယ်လိုင်းလို့မှတ်လိုက်တယ်เนาะ နောက်လေလိုင်းရနေပြီးတော့မအားဒီထိတ်ကိုထိတ်ကလိုင်းရောမအားပခုံးလိုင်းလိုမှတ်တယ်ပခုံးလိုင်းအမှတ်လို့သူ့တတ်မှတ်လိုက်တော့ပခုံးเนาะဒါလေးကိုပခုံးမှာမအားပခုံးဖြည့်ထည့်မယ်မအားပခုံးတိုင်းထားတော့က38 cm ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တဝက်က19เนาะအမိုင်းခန္ဓာကိုယ်ရဲ့ပခုံးက19ရတယ်အဲ့ရနေမှာမအားအောက်ကို3.5 cm เนาะဒီကနေပြီးတော့ပခုံးက3.5 cm နဲ့3.5က ာပုံမှန်ဆိုလို့ရှိရင်တော့3.5ဒါမို့တချို့ကြတော့ပခုံးအရန်တန်းတဲ့လူဆိုလို့ရှိရင်တော့3 cm ဆင်းလဲရတယ်နော်အဲ့လိုမျိုးပေါ့ကိုဟိုစာ customer ရဲ့အခြေအနေကိုကြည့်ပြီးတော့အဲ့လိုမျိုးလူတို့ကိုချော်ပြီးလုပ်လို့ရတယ်နော်ဒီအခါကျတော့မှဒီဆင်းလာတဲ့3.5အမှတ်ကနေပြီးတော့နော်ဒီလိုမျိုးမြင်းဆောင်လေးနဲ့မအားတို့မှတ်လိုက်တဲ့အမှတ်ကဘာအမှတ်လဲဆိုတော့ပခုံးဆောင်အမှတ်ပခုံးတဝက်အမှတ်ပခုံးတဝက်အမှားတို့တိုင်းထားတော့အမှားရဲ့ပခုံးတဝက်က7နှစ်ဆိုတော့အမှားကအမှား7နှစ်နော်7နှစ်စီရင်မှတ်လိုက်တယ် ီကနေပြီးတော့ဒီဒီစနစ်မှတ်ပြီးတဲ့ခါကျရင်ကြံနေတဲ့ level အတိုင်းတာလေးကိုမအောင်တိုင်းလိုက်တယ်တိုင်းတဲ့ခါကျတော့သူကခုနှစ်ခွဲကြံတယ်ခုနှစ်ခွဲကြံတယ်ဆိုလို့ရှိလို့ရှင်ဒီဘေးနာကနေပြီးတော့နော်နောက်အလယ်လိုင်းဘေးနာကနေပြီးတော့ဒီဘက်အတွင်းဘက်ကို0.5နော်0.5ဝင်လိုက်မယ်0.5ဝင်လိုက်တယ်ဝင်လိုက်ပြီးတော့ကြံတဲ့ဟာကိုတိုင်းကြည့်လိုက်လို့ရှင်7 cm ကြံမယ်နောက်ချမ်းမှာ7 cm ကြံလို့ရှိလို့ရှင်ရှေ့ချမ်းမှာ6 cm နော် level ပေါက်ခောက်မယ်ခောက်ပြီးတဲ့ခါကျရင် level ပေါက် ။အောက်ဘက်အစီအစဉ်ရလေးဒီလိုမျိုးမာကင်လေးပေးလိုက်မယ်။ပြီးရခါကျရင်ဘီကိုသတိစီရင်ရွှေ့မယ်။အောက်ဘက်1စီရင်ဆင်းမယ်နော်။အဲ့ဒီချိန်နေလေးမှာဒီတိုင်းခဏထားမယ်။ထားပြီးရခါကျအမတို့ဒီနောက် line ကိုပြန်လာမယ်။နောက်ချမ်းမှာကြတော့ဘာဆက်ဆွဲမလဲဆိုလို့ရှိလို့ရှင်။ယင်ထိတ်မှာပခုံးကြီးအဖြစ်နော်။ယင်ထိတ်မှာပခုံးကြီးအဖြစ်ကအမက23ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖြေလေးက23 23နောက်တစ်ခါနောက်ခါမှာ11 ठी ဆိုတဲ့အဖြေလေးเนาะနောက်ခါမှာ11 ठी ဆိုတဲ့အဖြေလေးအားမ38ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေးက နော်အဖြေ38အဲ့ဒီမှာညီမတို့လိုက်ဆွဲတဲ့လူတွေကကိုယ့်ရဲ့အဖြေကိုဖျက်ရမယ်နော်ညီမကအမကိုယ်တိုင်းနဲ့ဆွဲပြနေတာညီမလေးတို့ကကိုယ့်ရဲ့ဟာလာကိုယ်တွက်ထားတဲ့အဖြေလေးထည့်မယ်နော်ညီမဒီမှာ38ဆိုတော့နော်နောက်ခါမှာ11 key ဆိုတဲ့ဥစား38အဲ့မှာဟိုတချို့ကဟိုပေါ့နော်11 11ဆိုတော့11တွေရောမှဒီလိုဂုတ်ဖားလို့မှတ်ရင်လည်းရတယ်နော်အဲ့ဒီက38ဒီအခါကြာလို့ရှိရင်နောက်တစ်ခုကဘာရှာမှာလဲဆိုလို့ရှိရင်ပြင်အမြင့်เนาะပြင်အမြင့်ကိုဘယ်လိုရှာမလဲဆိုဖားလိုက်ရနေပြီးတော့ အောက်ကို20စီယံချလိုက်တာကကျင်အမြင့်နော်အဲ့ဒါလည်းကိုကိုကျင်ရဲ့အမြင့်ပေါ့နော်တယောက်နဲ့တယောက်နဲ့တူမှာမဟုတ်ဘူးအမ20ဆိုပေမဲ့တချို့က18ရှိတယ်ဟုတ်ပြီနော်ကျင်အမြင့်က20ဆိုတော့မှက20နော်အဲ့တင်အမြင့်20ရပြီဆိုတော့မှ20မှတ်လိုက်တယ်တချို့ကဒါတယောက်နဲ့တယောက်နဲ့အတိုင်းနေတူမှာမဟုတ်ဘူးနော်တချို့က18ရမယ်တချို့က18ရမယ်တချို့ကလည်း15လောက်ပဲရှိတယ်တယောက်နဲ့တယောက်ခန္ဓာကိုယ်အချို့အစားမတူတဲ့အတွက်ကြောင့်အားရမတူဘူးနော်ဒီအခါကျရင်ဘိုက်ဖြေရှာမယ်ဘိုက်ဖြေရကြတော့မှတော့ ခါးနဲ့တိုင်းထားတော့မှာတို့ခါးနဲ့ပြင်ရဲ့နော်တဝက်ကိုဘိုက်လိုတတ်မှတ်ထားရတဲ့အတွက်ကြောင့်အဲ့ဒီတဝက်ကိုနော်ခါးနဲ့ပြင်ရဲ့တဝက်ဝက်လိုက်တယ်ဥမာပြင်မြတ်20ဆိုလို့ရှိရင်သူ့ရဲ့တဝက်က10ဆင်းလား10ကအမတို့ဘိုက်လိုင်းနော်အဲ့တော့ဒီကနေပြီးတော့အပေါ်ပြင်မြတ်လေးပြထားမယ်အဲ့ဒါကဘာလဲဆိုတော့ဘိုက်လိုင်းနော်တက်စီဘိုင်လိုင်းဟုတ်ပြီအဲ့လိုဓာမျိုးလိုင်းတွေရပြီဆိုလို့ရှိရင်ကြတော့မအားတို့အဲ့လိုင်းတွေနဲ့ဒါဒီလိုမျိုးပတ်လဲရေပေါ့နော်ဒီ အလျားလိုက်မီးနေရှင်းတော့တခါလေးဆက်လိုက်မယ်နော်အဲ့ဒါကပက်လဲမီးနေလို့ခေါ်တယ်နော်မတို့တိုင်းငယ်တော့ကပက်လဲမီးတွေရတယ်လေပြင်ပြင်ပြင်ပက်လဲတို့ဟာဗိုက်ပက်လဲတို့ဖားပက်လဲတို့ပြင်ပက်လဲတို့နော်အဲ့ဒီတိုင်းကြီးရလာမယ်အဲ့ဒါကိုမတို့ဒီတိုင်းနော်ဒဲဆွဲလိုက်တယ်ဆွဲပြီးရခါကျတော့မဒီလိုပုံစံရလာပြီဆိုတော့မမတို့ကနောက်ချမ်းရဲ့အဖြေတွေထည့်မယ်အဲနောက်ချမ်းအဖြေထည့်မယ်အထက်ကမှာမတို့ဘာရှာလဲဆိုလို့ရှိရင်ဒီတိုင်းတဝက်တိုင်းတဝက်ကဘယ်လိုရှာမလဲဆိုလို့ရှိရင်တိုင်းပက်လဲကိုတဝက်ဝက်လိုက်နော်အမတိုင်းက အာ30နဲ့မှခွန်เนาะ30ခွန်ဆိုတော့သူ့ကိုတဝက်ဝက်လိုက်လို့ရှိလို့ရှိရင်မှ18ခွဲရတယ်เนาะ18ခွဲဆိုတော့အဲ18ခွဲကိုမတို့ဒီကနေပြီးတော့เนาะဒီပခုံးထိတ်ကနေပြီးတော့ဒီပခုံးဆုံးလေးเนาะဒီကနေတက်တက်ဆွဲထားတဲ့ပခုံးဆုံးလေးအဲဆုံးအဆုံးလေးကနေပြီးတော့အောက်ကိုဟိုက18ခွဲရတဲ့လူက18ခွဲအမှတ်ကလေးမှတ်လိုက်เนาะ18ခွဲအမှတ်ကလေးမှတ်လိုက်အမှတ်ပြီးတဲ့ခါကျလို့ရှိရင်သူ့ကိုမြင်းမဆွဲပဲနဲ့လေဒီလိုမျိုးလေးပေါ့အဲ18ခွဲလို18ခွဲရတဲ့နေရာမှာဒီ marketing လေးချလိုက်ချပြီးလို့ရှိရင်ဒီ ဂျင်လိုင်းနဲ့အဲ့ဒီဂျိုင်းလိုင်းကဘလောက်ကွာဝေးလေးရှိလဲဆိုတော့ဒီလိုမျိုးနေပြည်နယ်လေးနဲ့တော့အရင်တိုင်းလိုက်အဲ့ဒီကွာဝေးလေးက0.5ကွာတယ်ဆိုလို့ရှိရင်လည်းမအားလို့ဒီဘက်မှာ0.5ကလေးခွာခွာပြီးတော့မှအဲ့ဒါလေးကိုဂျင်းလေးကိုဆက်လိုက်တယ်ဆိုလို့ရှိရင်ဒါဂျင်းဟိုပါဂျိုင်းမြင့်လေးရသွားအောင်เนาะဒီရက်ခါကျတော့မှအမတို့ဒီမှာကိုယ့်ရဲ့နောက်ကျောအဖြေပေါ့เนาะနောက်ကျောကအမနောက်ကျောကိုတွက်ထားတဲ့အဖြေကဂျင်းပါဆိုလို့ရှိလို့ရှိရင်20တသမ5เนาะအဲ့မှာဂျင်းအဖြေလေးထည့်တယ် ။နောက်ဖားဒီဖားမှာဆိုလို့ရှိရင်27.25 27.25เนาะဒီအခါဒီဒီမှာတော့24.25 24.25အဲ့မှာအဲ့မဲ့ချက်တခုအမှတ်မှာကအဲ့ဒီမှာကြတော့မအားလို့ဒီကိုအနောက်လေလိုင်းရနေပြီးတော့အပြင်ကိုဝမ်းစီရန်ထွက်ထားရနော်အဲ့ထွက်ထားတဲ့အမှတ်ကနေပြီးတော့မှမအားလို့ဒီအပြင်ကိုဖြစ်နေနော်အဲ့လေးတခုမှတ်ချက်ကလေးမှတ်ထားပေးပါ ီးပြီးအဲ့ဒါဆိုလို့ရှိလို့ရှိရင်ပြီးတဲ့ခါကျတော့အဖြေထည့်ထည့်ပြီးတဲ့ခါကျတော့မမတို့ဒီနေလိုက်ကိုဆက်လိုက်တယ်နော်နေလိုက်နေဆက်တယ်ဆက်ပြီးဆိုလို့ရှိရင်နောက်ဆုံးမှလောက်မှလဲဆိုတော့ထောက်ထည့်တယ်ထောက်ထည့်မယ်ဆိုလို့ရှိရင်ရှေ့ရင်ကွာအတိုင်းနဲ့ရှေ့ရင်မှအာ9စီယံခွာရဆိုလို့ရှိရင်လည်းမတို့ဒီကနေပြီးတော့ဒီဘက်ကို9စီယံခွာမယ်ခွာပြီးတဲ့ခါကျဒီမှာလည်းတစ်ခုခွာမယ်ခွာပြီးရင်ဒါကိုကဲမြင်းဆွဲလိုက်မယ်ဆက်ပြီးတော့မှအဲကဲမြင်းဆွဲတဲ့အချိန်မှာအပေါ်ကို2စီယံတက်ထားမယ်နော်2စီယံကဒါကလေးအပေါ်ကို2စီယံတက်မှာမလို့ဒီကနေကဲမြင်းဆွဲတဲ့ခါမှာ2စီယံပေါ်တက်ပြီးတော့တင်းတင်းထောင်းထောင်း ဲ့အခါခါနေရနေပြီးတော့တစ်ဖက်ကိုရောက်ကမားတို့ကသတိစင်ရန်ထင်လာတဲ့အတွက်ကြောင့်ဒီညမှာနော်တစ်ဖက်ကို1.5 1.5တစ်ဖက်ကိုဒီမှာလဲ1.5နော်နှစ်ဖက်ပေါင်းတော့သတိစင်ရန်အဲ့လိုမျိုးလေးတောက်ထည့်လိုက်တယ်ဒါဆိုလို့ရှိလို့ရှင်ဒီရက်ခါကြလို့ရှင်မားတို့ဒီဂျိုင်းလေးကိုဝိုက်လိုက်တယ်ပေါ့နော်ဂျိုင်းဝိုက်တယ်ဆိုတာလဲခါဆိုးဆိုးကမားတို့ပြပြီးဆိုတာအရှင်ပြောတော့နော်တိုင်းဝိုင်းလိုက်တယ်ဒါဆိုလို့ရှိလို့ရှင်မမတို့ဒါနောက်ချမ်းလေးပြီးပြီနောက်ချမ်းပြီးတဲ့ခါကျတော့မှရှေ့ချမ်းကိုလာမယ်ရှေ့ချမ်းမှာ အဲဆစ်စီရန်လေဗင်မှာဖောက်ထားတယ်ဘေးကို3စီရန်ရွှေ့ထားတယ်ရွှေ့ရနေပြီးတော့အောက်ကို1စီရန်ဆင်းထားတယ်နော်အဲ့ဖြေလေးကိုမမတို့ငင်းဆောင်လေးတွေလေးဆွဲထားတယ်ဆွဲပြီးတော့မှအဲရလာတဲ့ငင်းဆောင်လေးနဲ့ပြီးတဲ့အခါဒီရင်ကွာလေးရင်ကွာရင်ကွာလည်းအဲ့ဒီအချိန်မှာမမတို့ဘိုက်ဟာစာနော်ဒါဆိုတော့ပြောထားတယ်ဘိုက်ဟာစာလေးအရင်ထုတ်ထုတ်ပြီးတော့မှရင်ကွာကိုအဲ့ဒီဖြေလေးကနေပြီးရင်ကွာမှတ်အမှတ်ပြီးတော့ခါမှဒီပခုံးလိုက်နဲ့ဆက်နော်ပခုံးလိုက်လေးဖက်ဆုပ်တော့3စီရန်ချထားတဲ့အမှတ်ကလေးနဲ့ဆက်လိုက်လို့ရှိလို့ရှိရင်ဒီလိုလိုင်းလေးရလာမယ် ဒီလိုင်းကဘာကြောင့်ဆွဲရလဲဆိုလို့ရှိရင်မမတို့ပခုံးကောင်းဖားဖို့အတွက်ဆွဲရတာเนาะပြီးတော့မှမမတို့ရင်ပေါ်ပက်လေတဲ့ကရင်ပက်လေတဲ့ကရင်ပေါ်ပက်လေကိုနှုတ်လိုက်တဲ့အဖြစ်เนาะအဲရလာတဲ့အဖြစ်ကိုတဝဲဝဲတိုက်တဲ့ဟာကမမတို့ပခုံးတောက်ဖားစာလေးရမယ်မမကတူးဆိုတော့ဒီနေရာလေးမှာတူးဖားထားတယ်เนาะဖားပြီးတော့မှမမတို့ဒီတောက်ကလေးကိုခောက်တယ်ခောက်ပြီးတော့ပခုံးလိုင်းလေးပခုံးတဝဲလိုင်းလေးဆွဲဆွဲတယ်ချင်းရင်ကျလေးမှတ်တယ်ပြီးရခါကျတော့မှ ရှေ့အဖြေတွေပေါ့နော်ရှေ့ရင်ပက်လဲတို့ခပက်လဲတို့တင်ပက်လဲတို့တွက်ထားတဲ့အဖြေတွေကိုထည့်မယ်။ထဲကမရဲ့ရင်အဖြေက20နှစ်ခွဲ20နှစ်တသမ5နော်ရှင်ကဟာဒါတော့23တသမ25 23တသမ25နော်ဒီခါတင်တင်ကြတော့မက20နှစ်တသမ5 20နှစ်တသမ5ဒါလေဟိုအမှတ်မရလို့မှပြန်ပြီးအစအဆုံးတစ်ခေါက်ပြောပြပေးရနော် ်။နောက်ပြီးတဲ့ခါကျတော့မှဆက်ပြီးပြီဆိုတော့မှမအားလို့ဘေးလိုင်းဆက်တယ်။ဘေးလိုင်းဆက်ပြီးတဲ့ခါကျရင်ဆက်သွားလို့ပဲတောက်ခဲ့မယ်။တောက်ခဲ့ဖို့အတွက်ကိုမအားလို့ဒီရင်ထိပ်ကနေအောက်ကိုတောက်မှန်လိုင်းဆွဲချရတယ်။ပြီးတဲ့ခါကျရင်တစ်ဖက်ကို1.5ခွာမယ်။1.5ခွာမယ်။နော်တပိစီရံနှစ်သက်ပေါင်းဖြစ်မယ်ပြီးရင်ခါတောက်လေးဆက်လိုက်တယ်ဒါဆိုလို့ရှိလို့ရှိရင်ဒါကိုရဲပတန်အခြေခံကိုရဲပတန်ဖရိန်လေးပြီးသွားပြီနော်ဒါလေးကိုဖြည့်ချမ်းလို့တတ်မှတ်တယ်ဒါလေးကနောက်ချမ်းလို့တတ်မှတ်တယ် ဟုတ်ပြီနော်ဒီကြီးမှသူပြောပြထားတာဒါလေးတွေကိုဒီမလေးတို့ပြင်ချလေးလိုက်ဆွဲကြည့်ပါနော်ဟုတ်ပါပြီဒီခန်းမှာဒီလောက်လောက်နဲ့ပဲခဏရက်လိုက်ပါ